ငလင်းဒေသတွေအတွက်တန်ချိန်60ကျော်ရှိတဲ့ကေဆေးပစ္စည်း8000ကျော်ကိုထောက်ပံ့ထားပြီးဘူဂေးရီးယားနဲ့ဆွေဒင်နိုင်ငံတွေကနေထောက်ပံ့မှုတွေလည်းထပ်မံရောက်ရှိမယ်လို့ EU ကထုတ်ပြန်ထားပါတယ်။ဧပြီ18 19နဲ့22ရက်နေ့တို့မှာတန်ချိန်60ကျော်ရှိတဲ့အသက်ငယ်ကေဆေးရေးပစ္စည်း8000ကျော်ကိုလင်းရင်30နဲ့ထောက်ပံ့ပို့ဆောင်ပေးခဲ့ကြအောင်အဲ့ဒီပစ္စည်းတွေကို IOM နဲ့၎င်းရဲ့ဒေတာကန်မိဖက်အဖွဲ့တွေကအကူအညီအလိုအပ်ဆုံးသောလူအဖွဲ့အစည်းတွေထံပေးပို့သွားမှာဖြစ်ကြောင်း Finland, Luxembourg နဲ့ IOM ရဲ့ကမ္ဘာလုံးဆိုင်ရာတူလောင်ကိုရောင်ကနေထောက်ပံ့မှုတွေနဲ့လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ကြောင်းလာမယ့်ရက်တွေအတွင်းဘူဂေးရီးယားနဲ့ဆွေဒင်နိုင်ငံတွေကနေထောက်ပံ့မှုပစ္စည်းတွေနောက်ထပ်လင်းရင်ပို့ဆောင်မှုတွေကိုလည်းစီစဉ်ထားကြောင်း EU ကထုတ်ပြန်ပါတယ်။ EU ရဲ့ထောက်ပံ့ပေးမှုနဲ့မိဖက်အဖွဲ့အစည်းတွေကဆောင်ရွက်လျက်ရှိတဲ့အကူအညီတွေမှာအရေးပေါ်အသက်ကယ်ဆယ်ရေးဝန်ထမ်းတွေ ရေတန်းစင်နာနဲ့ကျမရေးဝင်းဆောင်မှုတွေနေရင်အကိုညီတွေငွေကြေးအကိုညီအစားအစာနဲ့အစားတောက်မဟုတ်တဲ့ပစ္စည်းတွေစိတ်ကျမရေးဆိုင်ရာပံ့ပိုးမှုတွေတဘာဝဘေးအန်ဒီရဲ့ပဋိပက္ခကြိုတင်ပြင်ဆင်ခြင်းဆောင်ရွက်ပေးမှုတွေဖြစ်တယ်လို့သိရပါဗျာ။